ရွေးကောက်ပွဲနီလာရနဲ့မျှပြည်ခိုင်မျိုးပါတီအတွင်းလန်ခိုးခံမှုများနေ့စဉ်နဲ့များဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်လန်ခိုးမှုများမဖြစ်ပွားရေးအတွက်နေ့စဉ်မနက်တိုင်းလန်ကိုတိုင်ထိတ်မှထားရှိရမယ်ဆိုတဲ့အကြောင်းပြည်ခိုင်မျိုးပါတီရဲ့သခိုးကြီးခင်ရီကနေပြီးတော့ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်ပြည်ခိုင်မျိုးပါတီကအားလုံးကငယ်စဉ်ကကြောင်းတက်တယ်လို့ပဲမနက်တိုင်းလန်ခိုးမှုမှလွတ်ကင်းစေရန်အတွက်မနက်တိုင်းအားလုံးတန်းစီပြီးလန်ကိုတိုင်ထိတ်မှထားရမယ်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားခဲ့ပါတယ်။လမ်းမှာပေါ်ကခွေ ပိုင်ရှင်လည်းမရှိပါ hey တွင်သမားလူကိုကိုက်ဖို့သူမြဲတွေဒါသူရဲ့ပိုင်နဲ့လေးသူဆုံးမနဲ့ကြီးချင်းသေးတော့မမျိုးတော့တာကဟုံးတော့ hey ဒါပေမဲ့ခွေကခွေခွေကခွေခွေချင်းခွေချင်းခွေလုံးလုံးတော့ hey 亏，亏个亏，钱袋就不钱袋紧紧空嘿，啦哒啦啦啦，啦哒啦啦啦啦，啦啦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 阿龙呗。 ငလင်ဘေးနဲ့မေးဘေးတဲ့မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒက်ရှင်ချန်နယ်လေးရဲ့ပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုရေရှင်မလို့သွားပေးခင်မှာတော့ယနေ့ဇွန်လ12ရက်နေ့ကြာသာပရိနေရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေ့အားပေးထမှတောင်းဆိုလိုက်ပါတယ်အောင်သူသတင်းတစ်ပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာပဋိမငိမ့်ဖြစ်နေသည့်နေရာများဟာပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီးအတန်းပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းပြီးအကျံပတ်မှုများလုပ်နေခြင်းဖြစ်ကြောင်းအကျံပတ်စေကောင်းဆောင်စေရှုံးမင်းအောင်နိုင်ငံကထပ်မံပြောဆိုလိုက်ဖြစ်ပါတယ် ်ရင်းဦးလင်မျိုးအမှတ်3အခြေခံပညာထက်တန်းကျောင်းမှာ၎င်းအားထပ်ပါတိုင်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုတွေဟာအကြမ်းဖက်မှုတွေဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်တော့ပညာရေးအားနည်းတဲ့ဒေသတွေကပုံမှန်ဖြစ်ပေါ်တာတွေ့ရှိရတဲ့ဖြစ်ကြောင်းနဲ့အတက်ပညာတက်မြောက်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုပ်ရများကိုလုံဆောင်လာကြခြင်းဖြစ်ပြီးဒေသနဲ့ဒေသခံများရဲ့လူမှုဘဝစီးပွားများကိုပါထိခိုက်စေတာကြောင့်မင်းအောင်နိုင်ငံထက်မှန်ပြောဆိုထားပါတယ်ပညာရေးဝန်ထမ်းများပါဝင်နိုင်ငံဝန်ထမ်းများအနေဖြင့်လည်းပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မည်ဖြစ်ပြီးနိုင်ငံရေးနဲ့နိုင်ငံရေးကိုခွဲခြားသိမြင်ရန်လိုအပ်ကြောင်းမိမိတို့တာဝန်ယူထားတဲ့တာဝန်များကိုပြုံးသွားထမ်းဆောင်ခြင်းဖြင့်မိမိနိုင်ငံရေးကို ပြေပုံရပြီဖြီချောင်းမင်းအောင်နိုင်ကပြောဆိုထားပါတယ်အဲဒါတော့မင်းအောင်နိုင်ကနေပြီးနိုင်ငံ့ရေးနဲ့သူတို့မိသားစုရေးစစ်ကောင်းဆောင်စစ်ခွေးတိုက်ရဲ့အရေးကိုပုံမူကာကွယ်ဖို့တည်းပြောနေတာပါပဲ နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ပခုတ်ကူမြို့နယ်အနောက်မကြီးကန်ယူဇော်ဒီရွာစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာတော့စစ်သား9ဦးသေဆုံးခဲ့ကြောင်းအညာမြေတပ်ပေါင်းစုဖွဲ့ကနေပြီးထုတ်ပြန်ထားပါတယ်။ပခုတ်ကူမြို့နယ်အနောက်မကြီးကန်ယူဇော်ဒီကျွရွာစခန်းကိုအညာမြေတပ်ပေါင်းစုနဲ့ AR ဒေါင်းတဖွဲ့တို့ဦးဆောင်တဲ့တော်လိုင်းတပ်များဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အပေါ်ပြွားတင်တနအီမိနစ်30ခန်းကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်ကဘန်ကာ၃လုံးကိုလည်းတင်ပတ်ရရှိခဲ့ကြောင်းတော်လင်းဖွဲ့များဟာယူဆိုတီယွာစစ်ကန်ကိုပြီးတိုင်တင်ပတ်ရန်စမ်းစမ်းမှာပဲဘဲကြီးကြေးရွာနဲ့အခုတ်ကူတက်မာတရားတက်မာစစ်ကူများရောက်ရှိလာတဲ့ပြင်တော်လင်းရဲစုများပြန်လည်စုခေါ်ခဲ့ကြကြောင်းသိရှိရပါတယ်။နောက်တစ်သတင်းပုံအနေနဲ့ကတော့ဘကိုးတိုင်းသဲကုန်းမြို့နယ်တက်ရွာမှာနေထိုင်တဲ့ယူဆိုတီအေးကျော်မြင့်ကိုဖမ်းဆီးရမှာတနက်လူယူပြီး ခုခံထွက်ပြေး၍ပြစ်ခတ်ဖမ်းဆီးရမှာတော့နေရမမင်းပွဲချင်းပြီးတော့ကြောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ဒါတော့ပေါခုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ပေါခုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကတဲကုန်းမြို့နယ်တက်ရွာမှာနေထိုင်တဲ့ပြူစောတီအင်းကျော်မြင့်ကိုတဲကုန်းမြို့နယ်တက်ရွာရွာလန်းထိပ်မှာတနေရမှာအရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။ PNCB နောက်တော်လိုင်းတင်မြာပြူစောတီအင်းကျော်မြင့်ကိုစစ်ဆေးမြောက်မြတ်ပြုလုပ်ခဲ့ရမှာတော့တဲကုန်းမြို့နယ်အင်းမမြို့မှာရှိတဲ့တက်မ66ရဲ့သူစောဒီအပတ်စဉ်ကြည်တင်နှံကို2024ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်တက်ရောက်ခဲ့သူဖြစ်ကြောင်းလည်းသိရှိရပါတယ်။ ။အေဂျိုမြင်းဟာတဲကုန်းမြို့ပြေကျုပ်ပင်ရွာကိမှာတရက်လောက်ခါ6800ကျပ်ဖြင့်ဒိတ်ဆောင်နဲ့တာဝန်ကိုထမ်းဆောင်နေကြောင်းဒိုင်နမိုအင်ဂျင်များဝယ်ယူသူဖြစ်အသွင်ယူက PDF များနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့များရဲ့တုံ့ရှားမှုနဲ့တရင်ချက်များကိုလည်းစုံစမ်းကအကြမ်းဖက်စစ်တပ်ကိုတရင်ပေးဖို့တွေလို့လည်းသက်ဆိုခဲ့ကြောင်းသိရှိရပါတယ်။အေဂျိုမြင်းလက်ခံမှုတွင်နိုင်လဲစစ်တင်နိုင်များကိုတက်ကြွစွာတယောက်ခဲ့တဲ့6000များကိုတွေ့ရှိရကြောင်းနဲ့အောက်ခုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကထုတ်ပြန်ထားပါတယ်။ ဥစတိအေဂျူမြင့်ကတော့တော်လိုင်းရဲဘော်များကစစ်စစ်မှုများထပ်မံပြုလို့ရှိမှာပဲတဲ့နိုင်ငံတလက်ကိုလူယူထွက်ပြေးပြီးရဲဘော်များကိုပြန်လည်ပြစ်ခတ်ခဲ့ခြင်းကြောင့်ဒိုက်လန်ပြစ်ခတ်ဖမ်းဆီးစင်မှာပဲနေရာမှာပဲပွဲချင်းပြီးသွားကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အားလုံးသိကြမဲ့တိုင်းမှာပဲတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုပန်တာကိုတော့မုံရွာထောင်ကနေအိုးဘူထောင်ကိုပြောင်းရွှေ့ခံကြောင်းသိရှိရပါတယ်။ ကျွန်တော်တို့ရဲ့ရဲဘော်တွေပြီးနေနှိပ်စက်ခန်းမှာတော်တော်လေးကိုစိုးရိမ်ပါတယ်အဲဒါကြောင့်ပြည်သူလူနေနဲ့ထောင်နေကသတင်းတွေကိုအမြဲမပြတ်နားဆွင်ပေးကြနေဖို့လိုပါတယ်မဟုတ်တာလို့လို့ရှိရင်ပြီးနေခံရတဲ့နိုင်ငံရေးကျင်းသားတွေဘက်ကရက်တီပြီးတော့ကျွန်တော်တို့တွေအတန်ထွက်ပြဖို့လိုတဲ့အကြောင်းကိုလည်းကိုရှင်းတန်ကမုံရလူလူတပိတ်ကခေါင်းဆောင်ရနေပြီးပြောသွားတယ်ရှိပါတယ်။ကြောင့်လူလူတပိတ်ခေါင်းဆောင်တို့ဖြစ်တဲ့ကိုရီမွန်းနိုင်ကိုမုံရထောင်ကနေမန္တလေးအိုးဘိုကျင်းတောင်ကိုပြောင်းရွှေ့လေကြောင်း သတင်းရရှိတဲ့ညီမပဲကျွန်တော်တို့တွေပြည်ကလောက်မှာဖြစ်ပါတယ်မနက်ကင်းပိုင်းမှာမုံရကျင်းထောင်မှနှစ်ရှိထောင်နဲ့ကြခံရတဲ့လူလူတပိတ်ကောင်းဆောင်တို့ဖြစ်တဲ့ကိုဝေမူနံကိုမန္တလေးဥပိုလ်ကျင်းထောင်ကိုပြောင်းရွှေ့လိုက်တဲ့ဖြစ်ကြောင်းမုံရလူလူတပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းသံကပြောထားပါတယ်။ထောင်မှာကျင်းသားတွေများလာတဲ့ရဲ့ပိုပြီးဖိနှိပ်ချင်းတို့ပြောင်းလာလဲပါပါတယ်လို့လည်းကိုရှင်းသံကထပ်ပြောထားပါတယ်။မုံရမျိုးမှာအေးဂျင်စာဆန္ဒပြခဲ့တဲ့မုံရတပိတ်ကောင်းဆောင်ကိုဝေမူနံကို2021ခုနှစ်ဧပြီလ15ရက်နေ့ကစစ်တပ်ကနေကားနဲ့တိုက်ဖမ်းပြီးထောင်ချခဲ့ပါတယ်။အဲဒီနောက်ကိုဝေမူနံကိုပုံမှန်ပေါင်းစုံနဲ့စစ်ကောင်စီကတရားစွဲဆိုပြီး ောင်းတန်း190ကျော်ချမှတ်ခံရတဲ့သူတွေဖြစ်ပါတယ်။နောက်တဲ့တဲ့ရင်ပုံအနေနဲ့ကတော့ရုရှားနိုင်ငံမော်စကိုမြို့ကိုဂွန်လ10ရက်နေ့ကနေစကိုင်းတီကျင်းပနေတဲ့၅ချိန်မြောက်မော်စကိုနိုင်ငံတကာခရီးသွားဖို့နဲ့ခရီးသွားပြောင်းမှာမြန်မာရုရှားနိုင်ငံပြန်လာဗီဇာကွင်းလွှတ်ဆွေးနွေးနေကြအောင်သိရှိရပါတယ်။မြန်မာနိုင်ငံကိုရုရှားခရီးသွားများပုံမလာရောက်လေပတ်နိုင်ရေးဤဘက်ကိုကွင်းရရှိသွားလာကြမယ်ရုရှားနိုင်ငံသားအစိုးရဝန်ထမ်းတွေကိုမြန်မာနိုင်ငံသူလာရောက်လေပတ်နိုင်ရေးတို့ကိုဆွေးနွေးကြကြလို့လဲပို့ထားပါတယ်။ဒီစားနဲ့ပတ်သက်ပြီးတော့အလုပ်တည်တဲ့အတိုင်းပဲ မင်းအောင်လှန်ရဲ့ပောက်ကိုစွဲပြီးတော့အနောက်ကနေပြီးတော့လိုက်ချင်တဲ့ပောက်ကုံးတကောင်ကလည်းလက်ရှိအချိန်မှာရုရှားကိုသွားဖို့တဲ့ဗီဇာတင်မဲ့ဗီဇာမကျတာဖြစ်တဲ့အတွက်အခုလိုမျိုးဒါပြန်ပြုမယ်ဆိုရင်ရုရှားကိုသွားကြည့်ချင်တယ်ဆိုပြီးတော့ဒီတကူယူယူနေတဲ့ကောင်တကောင်ဖြစ်ပါတယ်ဒီကောင်တွေကလည်းသင်ငန်းချုပ်အောင်ဆောင်ပြီးတော့ပူစောထီလုတ်ပြီးတော့ဒီကူကိုဖြစ်ချင်နေတဲ့ကောင်တွေများနေတာဖြစ်ပါတယ်ရုပ်ကနေပြီးတော့မြေရှားတထုတင်ဖို့မှုကိုပြန်ခွင့်ပြုပြီးတော့နောက်မှာတော့ပြုတ်ចောင်းသားတွေကိုပြန်လက်ခံဖို့ထွန်းကသဘောတူလိုက်ပြီးဖြစ်ပါတယ် မေရိကန်စီနေရှားသတ္ထုတွေအင်ပို့မှုကိုတရုတ်ကပြန်လည်ခွင့်ပြုမှာဖြစ်တဲ့အတွက်တရုတ်ကျောင်းသားတွေကိုအမေရိကန်တွေနဲ့ပြန်လည်လက်ခံမယ်ဆိုတဲ့သွင်းရေးတိုင်ပင်မှုတွေရှိခဲ့ပြီးတော့အဲ့ဒီမှာပဲရုပ်စီကနေပြီးတော့နေရှားသတ္ထုရရှိဖို့အတွက်အမေရိကန်ကနေပြီးတော့လက်ရှိချိန်မှာကတော့တရုတ်ကျောင်းသားတွေကိုပြန်လည်လက်ခံလိုက်တယ်ဆိုသိရှိရပါတယ်အကြသည်ကတရုတ်နဲ့အမေရိကန်ကိုယ်စားလှယ်ဖွဲ့တွေဟာနှစ်နိုင်ငံကုန်သွေးမူဝါဒကိုညှိနှိုင်းဖို့တွေ့ဆုံခဲ့တဲ့နောက်မှာအဲ့ဒီတဲကညှိနှိုင်းမှုရလဒ်ချို့ကိုဇွန်လ17ရက်မှာတရုတ်ကထုတ်ပြောခဲ့တာဖြစ်ပါတယ်။ပြောဟာအမေရိကန်စီ ငေရှားတတ္ထုတွေပြီးတော့အားကောင်းတဲ့တန်လိုက်ထုတ်လိုက်ရမှာလိုအပ်တဲ့တတ္ထုကုန်ချက်တွေတင်မှုမှုတွေတင်မှုမှုကိုကန့်သက်ထားတာတွေကိုပြဖြစ်ပေးသွားလိမ့်မယ်လို့လည်းဖန်ကဆိုပါတယ်အပြန်အလှန်ဖြစ်အမေရိကန်ဆိုရကလည်းတရုတ်ကျောင်းသားတွေကိုအမေရိကန်တက္ကသိုလ်တွေကောလိပ်တွေမှာပညာသင်ကြားဖို့ကိုဆက်လက်ခွင့်ပြုပေးရမယ်လို့သူကပြောပါတယ်နောက်ပြီးနှစ်နိုင်ငံကုန်သွယ်ခွင့် တမတ်ချက်တွေနဲ့ပတ်သက်လို့တရုတ်ကုန်စည်တွေကိုအမေရိကန်ကကုန်ပစ္စည်းတန်ဖိုးရဲ့95ရာခိုင်နှုန်းစီးကျက်ပြီးတရုတ်ကတော့အမေရိကန်စီကတွင်းကုန်တွေပေါ်10ရာခိုင်နှုန်းစီးကျက်လိမ့်မယ်လို့ထရန့်ကကြေညာခဲ့ပါတယ်။ဒီလိုသဘောတူညီမှုမျိုးကြောင့်နိုင်ငံစစ်ဆန်ရေးကလည်းအကောင်းဆုံးဆက်ရှိနေလိမ့်မယ်လို့ထရန့်ကသူ့ပိုင်ဆိုင်တဲ့လူမှုကွန်ရက်ကနေပြီးတော့ပြောထားတာတွေ့ရှိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကနေပြီးတော့လက်ရှိချိန်မှာမြေရှားသတ္ထုတွေအကုန်လုံးကိုတရုတ်ကယူနေရဖြစ်ပါတယ်။ရုပ်ကံပြီးမြန်မာနိုင်ငံကယူမြန်မာနိုင်ငံကယူပြီးတော့တရုတ်ကအမေရိကန်ကိုပြန်ပေးအမေရိကန်ကိုပြန်ပေးပြီးတော့တရုတ်ကသူ့လူကြီးနဲ့အရာတွေကိုပုံပေါ်တောင်းဆိုနေတာကိုတွေ့နေရပါတယ်။အဲတော့ကျွန်တော်တို့နိုင်ငံက ရကူသိမ်းမြထောက်ပြပြောဆိုနေတဲ့တဲ့ရင်တခုလိုပဲမြေချားသထုတွေကိုပိုင်ဆိုင်ထားပေမဲ့လက်ရှိမှာဘာမှမလုပ်နိုင်တဲ့အားတစ်ခုဖြစ်ပြီးတော့လက်ရှိမှာရုပ်ကိုဖိအားပေးနေတဲ့ Trump ကိုတော့မြန်မာနိုင်ငံကမြေချားသထုတွေနဲ့ရုပ်ကလက်ပတ်ပြီးတော့လုတ်သွားတာကိုတွေ့နေရပါတယ်။အောက်ကြီးချင်းအဖြစ်ကျွန်တော်တို့နိုင်ငံဒါရီယာဘလောက်ထီတော်ဒဇာကန်ဖြစ်နေလဲ။ဒါရီယာဘူးကြောင်ဖြစ်နေရတာလေ။လူတွေတုံးမကြလို့ဖြစ်နေရလဲဆိုတာလက်ရှိမှာပေါ်နေဖြစ်ပါတယ်။ဒီလိုမျိုးတွေဆက်သွားမယ်ဆိုရင်နိုင်ငံတကာလုံးချုပ်ချုပ်ကြသွားမယ်အနေထားတကူရောက်နေဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲမြန်ဆုံး ိမ်ပေါ်တက်နေတဲ့ခွေးကိုဖြုတ်ချနိုင်ဖို့ပူဇော်တော်ဘူးအကြောင်းဒီညကနေပထမသိပြလဲပါတယ်လက်ရှိအချိန်ဒီမှာကတော့မကြောက်မကြောက်တော့မယ့်အမေစုရအသက်80ပြည့်မွေးနေ့အတွက်တော်လန်ပြည်သူတွေကစပြီးတော့တော်လန်ရဲ့ဘော်တွေကဆုံးလူကြီးလူငယ်မရွေးဘသူမဆိုမွေးနေ့စုတောင်းတဲ့အနေနဲ့ပြပေါ်မှာဗီဒီယိုနဲ့ပတ်သက်ပြီးတော့လည်းအားလုံးပူဇော်ပန်းစားနဲ့ဝိုင်းဝန်းလုပ်ပြီးတော့ မေဆုရဲ့မွေးနေ့ပေါ်မှာဆိုလဲမိတို့အိမ်ထဲကနေပြီးတော့ကျွန်တော်တို့ချင်းမြတ်နိုးရတဲ့မေဆုအတွက်စူတောင်းပေးဖို့ဆိုပြီးတော့ပြောတာကိုလဲကျော်မျိုးမင်းတကောင်တော့ပေါက်ကွေးနေပါတယ်ပေါက်ကွေးနေပေါက်ကွေးကျင်ကြပါဗျာအောက်တဲ့ဆိုတော့တို့အဖအကြောင်လဲဝိုင်းမဆူတောင်းပေးနေနေစဉ်များပြီးသူပေါက်ကမြစ်ကြပို့နေတာလေဗျာသူတို့ဟုတ်ဆိုတာထုတ်ပြန်တယ်နော်ထုတ်ပြန်တာဆိုတော့ခုနကတခိုးဆိုတာအဲ့ဒါ NLD ရဲ့ page ကို Facebook page ကိုခိုးထားတဲ့တခိုးကတခိုးတခိုးအုပ်စုကဘာထုတ်ပြန်လဲဆိုတော့ဒေါ်စန်းစုကြည် သက်80ပြီမွေးနေ့အတွက်ဟမ်မွေးနေ့အတွက်ဆူတောင်းမယ်လာမယ့်ဇူလိုင်16ဂျွန်16တင်တယ်သူအကြရင်သူက70သက်80ပြီမွေးနေ့အတွက်ငါတို့ဒီဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဆိုပြီးသူကကြွေးကြော်တာဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဆိုကြွေးကြော်တာဆိုတော့ကျွန်တော်တို့တော့ဖတ်တာပေါ့နော်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ကြွေးကြော်ပြီးဆိုတော့ကျွန်တော်စိတ်ထဲမှာထင်တာပေါ့နော်သူတို့ရဲ့ထုတ်ပြန်ချက်မှာဖတ်ကြည့်တာပေါ့နော်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်သက်80ပြီမွေးနေ့အချိန်မှဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဆိုပြီးကြွေးကြော်တာကြွေးကြော်တော့ကျွန်တော်လည်းစိတ်ပူတာပေါ့နော်ဘာမှဖြစ်ဘူးလည်းမသိဘူးစိတ်ပူတော့ဖတ်တာဖတ်ကြည့်တော့ကျွန်တော်စိတ်ထဲမှာထင်တာကမူလထင်တာပြီးပါတော့နော် ယောနေလွတ်မြောက်ပြီဆိုပြီးတော့နေပြီးတော့သူတို့အပေါ်ကောင်းကျန်နေလင်းနေပြန်ချပြီးဆင်းချလာလေးဒီနေခုံဆင်းလာပြီးတော့ဘောင်ဆော့ရှိရှိအချင်းတောင်းတော့လေးနေခုံဆင်းဆင်းပြီးတော့တခါတည်း special ဟိုအကြီးနေပေါ်အထုတက်ဖွဲ့ကြီးနေတခါတည်း NUG အထုတက်ဖွဲ့ကြီးခုဝင်ချလာပြီးတော့ဝင်လဲပြီးတော့ဘောင်ဆော့ရှိကိုကဲကဲထုတ်ပြီးလေးမော်အတင်းတခါပြတင်သွားတင်ပြီးလေးနေချင်းချင်းပြန်ထုတ်ပါပြီးတော့သူတို့သူတို့လွတ်မြောက်နေမျိုးလို့ခေါ်တဲ့နေရာကိုခေါ်သွားပြီးဘောင်ဆော့ရှိလွတ်ပြီးကွာလွတ်ပြီးကွာဒီလိုကြွေးကြော်လေးမယ်လို့ကျွန်တော်ကအစိကတွေးထားတာပေါ့နော်ဘာလို့တော့80ပြည့်တစ်ချက်တည်းပြည့်မှာဆိုတော့မျိုးမင်းရတော့ဟဲ့ဟိုပဲတော်လိုင်းဘက်ကသူတွေကိုဟဲ့ဟိုစိန်ခေါ်ပြီးပြောနေဖြစ်ပါတယ်တို့တော်ဆော့ရှိ80ပြည့်ငါတို့ရအောင်ကဲထုတ်မယ်လို့ဒီလိုလုပ်နေမလားပေါ့နော်ကျွန်တော်တွေးတာ 背、呃、后我嘞，旁边嘞，早上是绿苗叶壮嘞，苏桩家伙，苏桩家呀，你说哦，树桩也早上是绿嘛啦，树桩也早上你绿得了，只汉看家伙，苏桩你绿得了，只能古嘛家屋个，苏桩你绿得了，古嘛、嗯、家屋个，大家只能吃这个绿家屋了，苏桩里苏桩是大杯水没几啊，树桩也绿得了啦，哎，无所、啊、哎，啊哎啊、一路浇嘛，是吧？早上是就部都这苏桩家没嘞，再其实，哦，绿苗叶多，苏桩家没是吧？ သူတို့ကဒီစစ်တပ်ကိုတိုက်နေတာဆိုတိုက်နေဆိုဘာစုတောင်းရလို့လဲရအောင်တိုက်နိုင်အောင်တိုက်ပြီးဒေါသရအောင်ထုတ်ပေါ့ဟုတ်ကဲ့တိုက်လည်းမတိုက်နိုင်ဘူးပြန်ရတယ်ဘာလို့ဒေါသစီလွမြောက်ရေးတို့စုတောင်းရမယ်တဲ့ဆိုတော့တချို့လူတွေကအသက်သာကြီးသွားတာဗျာကြက်မပြိတာဘလောက်ပေါ်လွန်သွားလဲဆိုတော့ခင်ဗျာကျွန်တော်တို့လေးစားပါတယ်ဆိုရင်ကျွန်တော်တိုက်တယ်ဆိုတော့အာဇာနည်ကဒေါသစီကြီးအသက်ရှင်တဲ့မူနေပြီးတိုက်ရှင်စေထိုးပြရတယ်ဩတော်တော်လေးကိုတော်တော်လေးကိုညံ့ပြညာကြီးမားဆိုပြင်တော်တော်လေးကိုပေးစားမှုကြီးကြီးနဲ့လှုပ်လိုက်တဲ့အလုပ်တွေကျွန်တော်ကျွန်တော်စဉ်းစားနေဒီလူတွေကတပြုတ်တမကြီးပေါ်တော်တော်ကြောင့်ကျွန်တော်ဖြစ်တာယူကျွန်တော်အာဝေါ်နေတာ ကိုအားသာနေဆိုကျွန်တော်ကြိုက်တယ်ဆိုတော့ပါတကယ်ကျွန်တော်ကြိုက်တယ်ဆိုတော့နော်ဒါပေမဲ့သူကိုယ်လည်းကစပေါ်တော်တော်ကြောင်တော်နဲ့ဒေါ်ဆန်းကြီးမွေးနေအသက်80ပြည့်အတွက်ဘာလို့လဲတိုက်ထိုးပြတယ်တိုက်ထိုးတော့ဗီဒီယိုရိုက်ပြီးတော့တိုက်ထိုးပြတယ်အပြည့်အဝအိုက်ပြီးပြန်ပို့ပေးတယ်ဩဆိုတော့ ဒီလောက်ပေါ်တော့ကြောင်တော့ဖြစ်တော့လေအမေရိကန်အုပ်စုကအမေရိကန်မှာပေါ်ကုန်တာအမေရိကန်ကြီးကကိုပေါ်တော့တော့ဖြစ်ကုန်တာအဲ့ဒါပဲဆိုတော့ဒီအုပ်စုကြီးကဓာတ်ကကူးတယ်ဗျာနော်တော်တော်ကူးတယ်ဆိုတော့ဓာတ်ကူးပြီးတော့အကုန်လုံးတပြုံးတမကြီးပေါ်သွားတာကျွန်တော်ပေါ်ကြောင်တော်ဖြစ်ကုန်တာပေါ့နော်အဲ့ဒါတော့တွေ့ရတော့ဆိုနီဘောအုပ်စုဆိုတာအလကားဖြစ်လာတာမဟုတ်ဘူးနော်နီဘဲအုပ်စုဆိုတာအလကားဖြစ်လာတာမဟုတ်ဘူးဆိုတော့အခုမှပဲကျွန်တော်တဖြည်းဖြည်းပို့ပို့ပြီးတော့ရုပ်လုံးပေါ်လာတော့တွေ့ရတယ်ဒါကသူတို့အုပ်စုတွေပြောတာနော်အဲ့တော့ဒါကြီးမှာတော့ဒီကောင်မိလိုကတော့ဒီဟုတ်တိုက်ဆွဲပြီးတော့တနေ့လုံးထမင်းမကြည့်မနေပြောခိုင်းပါပါ ဘောမာရီဆိုတာဘာလို့ဖြစ်ပေါ်လာလဲဆိုရင်တော့သူတို့ရဲ့ဘာမင်းအောင်လိုင်းကနေပြီးဘာပြောပြောခေါင်းညိနေတဲ့ခေါင်းတွေပါအုံအောင်ချင်းစဉ်းစားညံလည်းမရှိလက်တွေပြတနေတဲ့ဗီဒီယိုတွေမှတမ်းတပုံတွေကိုလည်းကြည့်နေရင်တော့ဘာကနေပြီးဒါမဟုတ်ဘူးဆိုရင်တော့နှလုံးပိတ်ပြီးယုံနေလို့ဘောမာဆိုတာဖြစ်ပေါ်လာဖြစ်ပါတယ်။အဲအခုလဲကိုဇွဲတယောက်ကြာသွားပြီဆိုပြီးတော့စစ်တပ်ကနေပြီးသတင်းဖြန့်ဝါဒဖြန့်မှုတွေအောက်မှာဘောမာတွေလည်းပြောရွှင်နေရောတွေ့ရပါနင်တို့ဘဝဒီလိုပဲပဲပြောရပါလိမ့်။အိမ်မထဲပဲပြောခွင့်ရပါပါ။အိမ်မထဲမှမပြောအောင်ကြောက်ကြောက်လန့်လန့်ပြီးတော့ထထလန့်နိုးနေကြလို့ အန်နီတောင်ချာရင်ခဲတောင်အကျော်ကွန်တီတော်ထဲမှာသူချဆုံးသွားတယ်တဲ့နော်တတ်မလားအတီးပြထားပါတယ်ကျမတို့ပြောချင်တာကလေအဲ့ငဇွဲဆိုတာပေါ့နော်ဗီဒီယိုတည်းကဘလို့ပညာတတ်တွေကနေစဉ်းသက်လာတဲ့လူတွေလည်းရှိမှာပေါ့ခိုင်ုံကျဲမျိုးမျိုးနဲ့နော်ရှိပါတယ်တချို့လူတွေကကြတော့ချေချေမြင့်မြင့်နေကကမရှိပါဘူးတဲ့လားအဲ့ဒါလေးကိုပဲလူကြတန်းကြပါတော့ကောင်းပါလေလူရဲ့လူရဲ့လူတွေတန်းတဲ့လူတွေတော်နိုင်ကြီးတော်နိုင်ကြီးဆိုပြီးလူတဲ့လူတွေလည်းကောင်းပါလေဒါပေမဲ့ငဇွဲတွေတော့လည်းငဇွဲရဲ့နောက်မှာပြည့်ရမလားဟို ဟိုအချိုးပြီးရင်အကန်းပေါ့တမ်းအဲငကန်းသွေငကန်းသွေငဆွေလာပါပဲဆိုပြီးထပ်လူအောင်နော်အခုတော့ငကန်းတော့ပြီးသွားပြီငဆွေပဲကျန်တော့နော်ထပ်လူကြပါအောင်မမုံမပန်းကျွန်မပြောချင်တာအဲ့ငဆွေနဲ့ပတ်သက်ပြီးတော့လေပြောချင်တာကျမရဲ့အခုဒီဒီမာလေဖရန့်ဖြစ်ပါလေကျမတို့ကမိတ်ဆွေကောင်းနေပါတယ်တရားနဲ့ပြဘုံမှုကြော်သူကခရင်ခွင်ထဲကဘုံမှုကြော်သူရကျမရဲ့ဒီဒီဒီမှာလဲ friend ဖြစ်ပါတယ်ကျမတို့ကနိဟိုအရင်တော့လဲကျမတို့ Facebook ဒီမှာလဲကျမတို့မိတ်ဆွေတငယ်ချင်းနေပါတယ်နော်အခုလဲရှိပါတယ်သူလေး ူပြောပြတယ်သူကသုံးပွင့်ပေါ့နော်ဘောဘုံကြော်သူရအခုတော့ဘုံပြတ်သွားတယ်ဟုတ်ကျွန်တော်လည်းမသိရတဲ့အငယ်ဆွဲဆိုတဲ့ကောင်ကကျွန်တော်တတ်မှာတဲ့သူ့အဖေမိကြီးကစစ်သားတွေပါတဲ့သူကသူများဆိုင်ကယ်ကိုသူကခိုးရင်းလို့စစ်သားသားသမီးဆိုတော့ကွာသူများဆိုင်ကယ်ကိုသူကခိုးတယ်သူကခိုးတော့သူကခိုးတော့ရဲရလာခန်းနေပေါ့ဒါဖန်တော့စစ်တပ်ကမကောင်းတတ်လို့ကတဲ့ကျွန်တော်ကြည့်ပြီးစီးအုပ်ပေးပါမယ်ကျွန်တော်တို့တက်ဟိုတက်ထဲအချုပ်မှာပဲစုံမထားပါမယ်ဆိုပြီးရဲရှိရပြန်ထားပြီးတော့ကျွန်တော်တို့အချုပ်ထဲမှာထည့်ထားတဲ့စိုက်ရက်တစ်ခုပါ နော်ကျွန်တော်တို့ကမသိပါနဲ့ကျွန်တော်ကသိတယ်မနိုင်ငံမှာလဲဘောမာရီကတော်တော်တော့ပေါ်တာဗျတော်လည်းပေါ်သလိုပေါ်ချောက်ချာလဲများပါတယ်ဟုတ်လဲဆိုတော့မေဆုလက်ထက်မှာဘောမာရီအကုန်လုံးတွင်းအောင်နေကြပြီးတော့ရိုဘတ်လက်ထက်လဲကြောက်ဘောမာရီပေါ့ပေါ့လန်းကနေပြီးတော့လွတ်တော်တဲ့ဝင်ဖို့လူနဲ့ပေါ့လန်းကနေပြီးတော့နိုင်ငံရေးတဲ့ဝင်ဖို့လူနဲ့သူတို့ထွက်လာကြတော့တွေ့ရပါတယ်ဒါကတော့ရေနံကျောင်းကလည်းဗျာရေနံကျောင်းကတော်လိုင်းရေဘော်ဒီနဲ့လေဘာ3ပေးလို့ရအောင်ပြန်လည်ဖို့မြန်ပေးတဲ့ချင်းဖြစ်ပါတယ်ဒီကတော့ဒီရဲ့ပိုင်းမှာ အပူတူတို့ပဲဆောင်းထနေရဖြစ်ပြီးဘောမာတွေရတော့အလုံးတည့်အတိုင်းပဲဟောလာပြီဆိုရုပ်တွေကတော်လေးကိုစိုးရွားရုပ်တွေပါပဲဗျာစိုးရဲမြစ်တာတရားအချိန်တွေလဲငါနဲ့ဂုံသွားဒေါ်စိုးရဲမြစ်တာတရားလူငယ်တွေလဲလမ်းပြောက်သွားဒေါ်စိုးရဲမြစ်တာတရားပြည်သူတွေလဲဘွားပြက်သွားဒေါ်စိုးရဲမြစ်တာတရားမြမနိုင်ငံကိုလဲတံပိုးမထဒေါ် ထောက်ပုံများလဲတထေဖြစ်သွားဒေါ်စုရဲ့မြတ္တာတရားအန်ယူကြည်လဲတထေဖြစ်သွားဒေါ်စုရဲ့မြတ္တာများတောက်တတ်မာတယ်နော်လှုပ်ရှားနေကြတဲ့ရွေးကောက်ပွဲကြီးမဖြစ်အောင်လို့တဲ့နော်ပြီးလို့ရှိရင်လို့ရှိရင်လေးတိလာအဲ့ဒီရဲ့ဟိုအေအေနဲ့လေအေအာဝီတိုင်းပီဒီအန်နဲ့လေဟိုလှုပ်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 နဲ့လှုပ်နေကြတာတော့တိလာနော်ပြီးရင်လေရေကောက်ပွဲကြီးမဖြစ်အောင်လို့လဲလေတိလာသူတို့လှုပ်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 ကြတယ်ပြီးရင်လေတိလာအချစ်တို့ရေတိလာဟိုကလေ အေးအေးမာလေးအေးအေးမာသူတော်အကျိုးတွေရောင်းပေးလိုက်တယ်နော်အေးအေးမာသူတော်အကျိုးရောင်းပေးလိုက်တယ်ရေးတွေနစ်နေတယ်နော်နောင်ချုံမာပလောင်ငုံနေတယ်နော်ပြီးလို့ရှင်လေးစကိုင်းမာကိုချင်းစာတရားရောင်းပေးလိုက်တယ်နော်ဘာဖြစ်လို့တော့ဆိုချမတို့စစ်သုံးပန်းတွေကိုလေရဲရဲဆက်တရားတွေရောင်းပေးတယ်ကိုချင်းစာတရားတွေရောင်းပေးလိုက်တာပြပုံပဲကြံတော့တယ်နော်စုကိုခေါ်တာလေနော်ပြီးလို့ရှင်လို့ရှင်လေးတိလာအဲ့ဒီရဲ့အေးအေး အေးအေးနေရမှာလေသူတော်ကျိုးတွေရောင်းပေးတယ်သူတော်ကျိုးတွေတဘာဝတရားသူတော်ကျိုးတွေရောနော်ဟိုပြီးရင်စစ်ကိုခေါ်တဲ့နော်စစ်ရဲ့အကျိုးတွေရောရောင်းပေးလိုက်တာသိလားနော်ရေတွေကလည်းနှင်းနော်ဟောကောင်းခင်ဘွားလည်းတချင်းတွေဖွင့်နော်နောင်ချုံမှာပလောင်ငိုသိလားနော်ရေကဘွားတွေမဖြစ်အောင်ဆိုပြီးတော့မှလေလှုပ်ရှားနေကြတာကြိတ်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 နဲ့နော်ချစ်မတို့လေသိလားဟိုလေအဲရွေးကောက်ပွဲလုပ်တဲ့နော်အဲ့ဒီရဲ့ဟို ဟိုပါတီဘောင်းစုံနေပေါ့နော်တတိရှိရှိနဲ့နေကြပါနော်တိလာတို့ကတယောက်ရရင်တယောက်ဖြုတ်မယ်နှစ်ယောက်ရရင်နှစ်ယောက်ဖြုတ်မယ်တဲ့နော်အကုန်လုံးတော့ချမတို့တက်မတော်သားရဲ့ပြည်သူစစ်ပါတာဆပြီးရင်အဲ့ဒီရဲ့ပါတီဘောင်းစုံချမတော့ပါတီဘောင်းစုံနေမသိဘူးပြခိုင်ဖြိုးပဲသိတာနော်တတိနဲ့သွားတတိနဲ့လည်းလာပါနော်ကြံစီနေပါတယ်ရင်ပြောငါတဲ့ငါတော်ဒန်းနေငါတော်စားနေဘူးကိုမောင်မောင်ရဲ့တတိ vlog ကိုကြီးပြောရမယ်ဆိုလို့ရှိရင်ဇော်ဖွင့်ကိုဖန်းစီတာဟာ နိုင်ငံတော်ဆင့် fancy တာဖြစ်တယ်။နိုင်ငံတော်ဆင့် fancy ရယ်ဆိုတော့မေဇော်အောင်ဆန်းစုကြည်တို့နော်နောက်ပြီးတော့သမရာကြီးဦးမင်းမင်းတို့ fancy လိုမျိုး fancy တာနော်တက်မတော်ထောက်လန်းကြီးတက်မတော်ထောက်လန်းကြီးစားအဖအနေ fancy တာ fancy ရဲ့အတွက်ကြောင့်မို့လို့ဇော်ဘုံရနိုင်ငံတော်ဆင့် fancy ရလောက်အောင်ဘာတွေများပြဿနာရှိနေလို့လဲဆိုတော့ဟာကိုဒီနေရာနေပြီကိုကြီးရဲ့အမြင်ကိုတက်တက်တုံးတက်ကဲကိုမောင်းတဲ့ဘလော့ပြီးသွားပြီ ကိုကြီးရဲ့အမြင်ကတော့ဇောပွင့်ရာတက်မတော်သားတွေနဲ့တက်မတော်အရာရှိပိုင်းတွေရဲ့ဂျားထဲမှာအကြောင်းတစ်ခုစတင်ဖန်တီးလာရလို့ယူဆတဲ့အတွက်ကြောင့်တက်မတော်စာရဖာနေလို့ဖန်စီထိမ့်သိမ့်တာဖြစ်တယ်ကွာကိုကြီးရဲ့သုံးသက်ချက်မမှားဘူးဆိုလို့ရှိလို့ရှင်ဇောပွင့်ရဲ့စကားလုံးတွေအခုနောက်ပိုင်းမှာဇောပွင့်နဲ့ပတ်သက်ပြီးတော့တက်လာတဲ့ကိုကြီးမမြင်ဘူးမကြားဘူးတဲ့ဒီစကားလုံးတွေပေါ့နော်ကိုကြီးနားထောင်ကြည့်တဲ့အခါကျတော့ ဇဘွင်းရတက်မလို့သာအောက်ချူအရန်ချစ်တယ်သူဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဘက်ကိုအရန်ပေါ့နော်အားပေးတယ်နော်ဖြူတယ်တန်းတယ်နော်သူ့ရဲ့အလုပ်ရက်တွေကပေါ့နော်အောက်ချီစစ်သားတွေအတွက်နော်များစွာသောထောက်မဲ့မှုတွေကိုသူလုပ်ခဲ့တယ်ဒါပေမဲ့အထက်ပိုင်းကိုကြတော့စောက်သုံးမကြတယ်စောက်သုံးမကြသလိုသူဆဲတယ်နော်သူဆဲတာကြီးမှားတယ်လို့မှန်တယ်လို့ကိုကြီးမဆိုလို့ဘူးနော်မဆိုလို့ဆိုလို့ဂျင်းအားကြောင့်ကြာလာလို့ရှိရင်အောက်တက်မလို့သားတွေကနေပြီးအထက်ရာကြီးပိုင်းနေ ူနဲ့စိတ်ဝမ်းကွဲလာစရာတော့ရှိတယ်ကွာသူရဲ့တချို့သောစကလုံးအုံနှုံနေတာတိတ်များလာတဲ့ခါကြလို့ရှိရင်ဒါဟုတ်တဖက်ကဇော်ဝိနဲ့ပြဿနာတက်တဲ့သူတွေကနေပြီးတော့ဖန်စီထိန်းသိမ်းတဲ့ဥမအောင်ဥမအောင်မင်းတို့ဘာလို့ပေါ့နော်ပြောနေကြတယ်ကိုကြီးကတော့မထင်ဘူးကွာဘာကြောင့်မထင်ဘူးလဲဆိုတော့ဒီလိုမျိုးဆဲတာလောက်နေတော့တော့ကလေးကလားဆန်ဆန်ဖန်စီမယ်လို့မထင်ဘူးတမတော်ဆိုရယူဆဲနေတာဇော်ဝိမှာဆဲနေတာမဟုတ် တို့တခြားတနိုင်ကတော့လည်းညဆဲနေတာเนาะဒီနီပိတ်တွေဆိုအာရေလည်းမိုးမောင်ဆဲတာကိုကြီးတို့ကလွယ်ဟုတ်ပြီလားအဲ့တော့ဒီချက်ကြောင့်မလို့ဖန်စီထိန်သိရလို့ကိုကြီးကယူဆအတွက်ကြောင့်မလို့နာဆာကအစိုးရဤနေနေလေဇော်ဘွန်းကိုဒီတခါတော့တက်ညာငွေပေးပါလို့ကိုကြီးတောင်းဆိုပါတယ်ဘာကြောင့်လဲဆိုတော့လူဆိုတာပြည့်နေတော့မကင်းဘူးဗျသူရဲ့ပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်အထိရောက်သွားလဲဆိုတော့ဥစ္စာသူ့ဘောင်သူတိပုံနဲ့မရအောင်ဇော်ဘွန်းကနည်းနည်းလေးကလေးတော့စမ်းတယ်ဒါလေးကိုအတိမတ်ပြူတဲ့အနေနဲ့ ခံဝင်နေတဲ့ဖြစ်ဖြစ်နောက်မင်းဒီလိုစကားတွေဘယ်တော့မပြောပါဘူးဆိုရယ်ခံဝင်နေတဲ့ဖြစ်တော့ပြန်ပြုတ်ပေးပါလို့ကိုရောအဲမင်းတောင်းဆိုမနေနဲ့ဇော်ဖုံးကြီးဆိုတဲ့ကောင်ကြောင့်မင်းအဲ့တော့ဒီကကနဲ့ shop ပြောမနေဟောကမူးနေတာမူးနေရင်ဘာကိုဆဲတယ်မမူးရင်ပြန်ကောင်းတယ်ဟောကအုံးတော့မကောင်းတာမင်းတို့ခံဝင်လက်မှာထိုးတယ်ငါထိုးပဲပြန်ဆဲအောင်မှာဟောက